ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ခရစ်တော်အတွက်ကြောင့်ဆင်းရဲခံခြင်းအခွင့်ဆိုတဲ့အကြောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။ဖိလိပ္ပိဩဝါဒစာအခန်းတစာပိုက်29ကိုဖတ်ပါမယ်။သင်တို့ဒီအထက်ကမြင်သည့်အတိုင်းယခုလည်းကြားသည့်အတိုင်းငါခံရသောတိုက်လံခြင်းကိုခံရသည့်ဤသူသင်တို့သည်ခံရကြသည်ဖြစ်၍ခရစ်တော်ကိုယုံကြည်ခြင်းအခွင့်အမှတ်တပါး ခရစ်တော်အတွက်ကြောင့်ဆင်းရဲခံခြင်းအခွင့်ကိုကျေးဇူးတော်အဖြစ်ရကြ၏လို့ပြောရတွေ့ရတယ်။အဲ့တော့ဒီတမန်တော်ကြီးပေါလုကနော်ဒါပြောနေခြင်းဖြစ်တယ်။ဒီနေရာမှာကျေးဇူးတော်နှမျိုးဖော်ပြထားတာတွေ့ရတယ်။နော်တမျိုးကတော့ခရစ်တော်ကိုယုံကြည်ရတဲ့အခွင့် ထာဝရအသက်ရဖို့အတွက်ခရစ်တော်ကိုယုံကြည်နိုင်သောအခွင့်ရှိတာဟာကျေတော်တပါးဖြစ်တယ်။ဒါကြောင့် infinite ရှစ်မှာယုံကြည်သောအဖြစ်ကျေတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏။ကိုယ်လိုလျောက်ရောက်သည်မဟုတ်ဘုရားခင်တနာမတော်မူရာဖြစ်တည်းလို့ပြောတယ်။နော်အဲ့ဒီကျေတော်တစ်ခု။ Now ကျေတော်တပါးကတော့ဘာလဲဆိုတော့နော်ခရစ်တော်အတွက်ကြောင့်စင်ရခံခြင်းအခွင့်ကိုရတာ။ အဲ့ဒါလဲဂျေဇုတော်ဖြစ်တယ်လို့ဒီလိုပြောတာတွေ့ရတယ်။အဲ့တော့ဒီနေရာမှာရှင်ပေါလုကသူဆင်းရဲခံတယ်မင်းတို့သိတယ်တဲ့။အဲ့ဒါမှလည်းမင်းတို့လည်းဆင်းရဲခံကြတယ်လို့ပြောတာတွေ့ရတယ်။နော်ဆိုတော့သူတယောက်တည်းမဟုတ်ဘူးဒီဖိလိပ္ပိအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေလည်းခရစ်တော်အတွက်ကြောင့်ဆင်းရဲခံကြတယ်ပေါ့။ဒီလိုပြောတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆင်းရဲတာဟာနော် ဆင်းရဲယုံကြည်သူဖြစ်ရတာနဲ့ဆင်းရဲအပြစ်မဟုတ်ပါဘူးတခုတော့ရှိတော့ဗောအလိုမလိုချင်လို့ပြင်းလို့ဆင်းရဲတာကတော့ဘုရားသခင်မကြိုက်ဘူးဗောနော်အဲ့လိုမဟုတ်ပဲနဲ့ခရစ်တော်အတွက်ကြောင့်ဆင်းရဲတာအပြစ်မဟုတ်ဘူးဆိုတော့နားလိုက်ဖို့ဖြစ်တယ်ဒီနေ့ပြောမှာဆိုအမှုတော်ဆောင်ဖြစ်သောကြောင့်ဆင်းရဲတယ်ဆိုရင်အဲ့ဒါကျေးဇူးတော်ကြောင့်ဆင်းရဲခံနိုင်တာဖြစ်တယ် ထို့နဲ့တူယုံကြည်သူတွေထဲကလည်းနော်ယုံကြည်သူတွေထဲကလည်းခရစ်တော်အတွက်ကြောင့်ဆင်းရဲခံခြင်းခွင့်ရတာဟာလည်းကျေးရောတက်တက်ဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။ဒါတူရမတူဘူးပေါ့ရှင်ပေါ်လို့ဆင်းရဲခံရတာကတော့သူကရှေ့သမျှစွန့်ပြီးနောက်တော့သူလက်ရတာဖြစ်တယ်။နော်အဲ့တော့တခြားယုံကြည်သူတွေဆင်းရဲခံတာကြတော့ရှင်ပေါ်လို့ကိုလှူတာ ဒုက္ခရောက်တဲ့သူကိုလှူတာပေးကမ်းတာအေဝံဂေလိလုပ်ငန်းအတွက်အလှူထည့်တာအဲ့ဒါဆင်းရဲခံခြင်းကိုပြောတာဖြစ်တယ်မတူအဲ့တော့တမန်တော်တို့အကန့်ကိုမှာဘာပြောလဲဆိုတော့ဒီအာနဏိကိုယေရှုကနော်အကန့်ကိုစာပေ56မှာသခင်ဘုရားကလည်းထိုသူကတပါအမျိုးသားတို့နဲ့ရှင်ပြန်တို့ထာတို့၎င်းဧတရီလာအမျိုးသားတို့ရှိရသော်လည်းငါ၏နာမကိုပို့ဆောင်စေခြင်းကငါ၍ကောက်သောတစားဖြစ် အချောမောကထိုးသူသည်ငါ၏နာမကြောင့်အဘယ်မျှလောက်ပင်ပန်းစင်ရခံရမည်ကိုငါသည်သူ့အားပြမည်ပြောရတွေ့ရတယ်။ဒါဘုသူ့ပြောလို့ဆိုရှင်ပေါလုအဲ့တော့ယေရှုကသူ့အတွက်စင်ရခံဖို့အတွက်နော်ကြီးစုပြုထားတာဖြစ်ပါတယ်ဗိသိက်ထားတာဖြစ်ပါတယ်။တရားတော်ခါလေးမှာကျွန်တော်တို့တချို့မှုတော်ဆောင်တွေကနော်မြန်မာနိုင်ငံမှာရှိတဲ့စင်ရတဲ့အမှုတော်ဆောင်တွေအလုံးနှိမ်ပြီးတော့မှအပြစ်ပြောတာတွေ ခဏခဏကြားပါတယ်သူပြည်တော်နိုင်ငံကြားရောက်နေတာအမှုတော်ဆောင်တရားတချို့တွေဖြစ်ပါတယ်ပေါ့နော်ဒါနော်ဟိုတမတရားကိုမသိလို့ဆင်းရတာမဟုတ်ပါဘူးနော်တကယ်တမ်းကျတော့သူတို့ကိုကျွန်တော်တို့ကချေချုပ်ဖို့ဖြစ်ပါတယ်ကိုဆင်းမခံနိုင်ဘူးသူတို့ဆင်းခံတယ်လေဒီနေ့ကျမ်းစာကိုလေ့လာတဲ့အခါမှာတကယ်နော်အမှုတော်ဆောင်ယေဘုဟိတ္တိ တကယ်အမှုတော်ဆောင်ပေါ့အချိန်ပြည့်အမှုတော်ဆောင်နေကြည့်လိုက်နော်ဂျန်နဲ့ယုံကြည်သူကတော့ချမ်းသာတဲ့သူကြွယ်ဝတယ်လို့များစွာရှိပါတယ်တော့အတွင်တကယ်အချိန်ပြည့်အမှုတော်ဆောင်နေကြည့်ပါနော်ဘယ်မှာစရှိတယ်လဲကြည့်မယ်ဆိုရင်တော့ထွမြောက်ချမ်းနော်မောရှိကနေပြောရချမ်းယောဟန်တိကြည့်ပါအဲ့မှာရှာရှာပါပါချမ်းသာတဲ့အမှုတော်ဆောင်တပါးပဲရှိပါတယ်အဲ့ဒါကတော့ဘလတ်ကို နော်ဘလတ်ကိုမကောင်းသောအကြံပေးတဲ့နော်ဘလန်ပရိုဖက်ဘလန်ဖြစ်ပါတယ်အဲ့တော့သူလည်းတရတာပဲနော်တရတယ်ဂျန်နဲ့အမှုတော်ဆောင်တွေကအစကဥမာအီလီရှဲဆိုရင်နော်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ပဲနော်အီလီယာနောက်လာတဲ့ချိန်ကဆိုင်သူဆင်းရဲတော့တာပဲနော်သူကအာနာရှိတဲ့ဘယင်တွေဆရာတိုက်တွေ နော်မြည်တယ်တောင်းလို့ရတယ်မတောင်းဘူးနော်သူတို့တွေ့ရတယ်ပေါ့တချို့ကပြောတယ်ရှင်တမန်တော်တွေကချမ်းသာတယ်တဲ့ရှင်ယုံကြည်သူတွေကတမန်တော်အခန်းနှစ်ထဲမှာနော်ရှင်ယုံကြည်သူတွေကသူတို့ရဲ့စီးစိမ်ဥစ္စာတွေမြည်တွေရောင်းပြီးတော့မှသူတို့ခြေရင်းမှာလာချတယ်ဆိုတော့တမန်တော်တွေယူသူလိုလိုပေသူတို့ကကြွယ်ဝသွားတယ်လို့အဲ့လိုဟောတတ်တယ်ပေါ့။ကျမ်းစာတိကျဖတ်စေချင်တယ်နော်။ အဲ့ဒါဆင်းရဲတဲ့ယုံကြည်သူတွေကိုဝိညာဉ်ပေးတယ်လို့ပြောတာပေသူတို့အဲ့ကနေထက်လိုက်တာမျိုးမဟုတ်ဘူးမဟုတ်ဘူးဒါကြောင့်နားလည်စေချင်တာကတော့ချမ်းသာတာကိုကျွန်တော်အပြစ်ပြောတာမဟုတ်ပါဘူးဆင်းရဲတာကိုအပြစ်ပြောတဲ့သူတွေဟာအဲ့ဒါမမှန်ဘူးလို့ပြောချင်တာနော်ကျွန်တော်ထုံမှမှာဖြစ်တယ်ကျွန်တော်ပါဆင်းရဲခံရမှာဖြစ်တယ်သူတို့ဆင်းရဲခံတဲ့အတွက်ကျွန်တော်ကနော်ဆင်းရဲခံမှာဖြစ်တယ် ။အမှကျွန်တော်တို့ဆိုရင်ဒါဟိုတခါလဲကျွန်တော်ပြောပါတယ်။နော်။ဒီဆန်တရက်ကို6တောင်းတန်စတာဖြစ်ပါတယ်။6တောင်းတန်ဆန်ဒီမှာနားထောင်လိုက်တော့စမှာမဟုတ်ပါဘူး။ဘာမှသူမစားနိုင်မှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်ရငွေရက်တက်တဲ့အမို့တော်ဆောင်မဟုတ်တဲ့ခါမှာကိုယ်ရှိတာလေးနဲ့သူမြောက်ဆင်းရဲတဲ့သူအေးဝန်လေးလုပ်ငန်းအတွက်သုံးချင်တဲ့ခါကျတော့ဘာလို့လဲအစင်းရဲခန္ဓာပေါ့ ဟိုဆံကောင်းစားလိုက်မယ်ဆိုရင်ဟာလာကုံမဲ့ပတ်ဆံကိုဟာလာဟို6000တောင်တိုင်း6000တောင်ဝယ်ပြီးတော့မှပိုးတဲ့ပတ်ဆံပေါ့တော့တသိန်းဟာလာ2000လောက်ရှိမှာပေါ့တိတ်ဝယ်ပေါ်ဆံမွေးဆိုခုတသိန်း7000လောက်ရှိတာပေါ့နော်အဲ့တော့တသိန်း2000လောက်ကိုဖယ်လိုက်တာကိုစားမဲ့ထဲကဒီလိုမျိုးဆေးဥတ္တမောင်ပြောတာကြားဖို့ဥတ္တမောင်ထွန်းအမေရိကန်မှာနော်အဲ့တော့တားလို့တဲ့လူကဘိုက်မဝလို့ ဟိုကစုံတောင်းတာအဖေစီမှာအဖေနဲ့အမေစီမှာအဖေနဲ့အမေကမင်းလှူထားတယ်လေတဲ့အတလုံးမရမယ်စကေးသူတို့ပြောတယ်ဒါကဘာလဲဟိုအမှုတော်ဆောင်နေလို့တခြားယုံကြည်သူတွေပါရှင်းမြဆွန့်ပြတော့မှဟိုစင်းရင်ဘွဲတည်သွားမယ်လို့မဆုလို့ပါဘူးမဆုလို့ကိုယ်ရှိတဲ့ထဲကနေဖဲ့ပေးတာဖြစ်ပါတယ်ဒါဒီဖိလစ်ပိအသင်းတော်ကဒီလိုမျိုးဖြစ်ပါတယ်ဒါကြောင့်တော့မမေဆွေ အပိချင်တယ်။တင်ဟာဆင်းရဲဆိုအမှုတော်ဆောင်ရရင်အားမငယ်ပါနဲ့။နော်။အဲဘသူတွေအပြစ်ဘလောက်ပြောပြောယေရှုကတင်တို့ချီးကျူးနေတယ်ဆိုတော့မမေ့ပါနဲ့။ထွန်းနေသူကိုကျွန်တော်တို့ယုံကြည်သူတွေနဲ့လည်းဟာလားအတူဆင်းရဲခံကြပါနော်။လူတိုင်းတော့မရပါဘူးဒါကျေးဇူးတော်ကြောင့်သာရတာဖြစ်တယ်။မရတာဖြစ်တယ်။ဆိုတော့အဲ့လိုဆင်းရဲခံတဲ့အမှုတော်ဆောင်ကိုကျွန်တော်တို့ကမှားတယ်လို့ပြောမှလား။ မပါဘူးမမပါဘူးဒါကျေးဇူးတော်ကြောင့်ဆင်းရဲခံနိုင်တာဖြစ်ပါတယ်ကိုဆင်းရဲမခံနိုင်လို့နော်ဟိုချမ်းသာတာကိုမဝါကြမေးဖို့လိုပါတယ်ကျေးဇူးတော်ချင်းမမှာကိုကိုနော်မဝါကြမေးဖို့လိုပါတယ်အရေးကြီးတာကတော့ဟိုဘာလံလို့မဖြစ်စင်တဲ့ပေါ့နော်ဟိုမတရားနေနဲ့စီးပွားရှာပြီးတော့မှပတ်ဆောင်ယူတာလေအဲ့လိုတော့မဖြစ်စင်တဲ့ပေါ့ဒါကြောင့်ဓမ္မမစ်စအပေးချင်ပါတယ်ဒီနေ့ ကျမ်းစာတအုံးလုံးချိပါတေချာလေးလေ့လာပါယုံကြည်သူတွေချမ်းသာကြွယ်ဝရများစွာရှိပါတယ်သူအရန်အချိန်ပြည့်အမှုတော်ဆောင်တဲ့ကချမ်းသာကြွယ်ဝရဆိုတော့ဘာလမင်းကိုလွဲမားတဲ့เนาะတစိုးကိုတတ်မဲ့ပြီတော့မှငွေတတ်မဲ့ပြီတော့မှဟာလာထိမိရဲ့လဲစရာเนาะတိုက်တွန်းတဲ့ prophet ဘာလံကလွဲရင်တကယ်အချိန်ပြည့်အမှုတော်ဆောင်တဲ့အားလုံးဟာเนาะ ဘုရားသခင်ကြောင့်ခရစ်တော်အတွက်ကြောင့်ဆင်းရဲခံခွင့်ရတဲ့เนาะယေရှုမှာမှု့လို့တဲ့သူတွေဖြစ်ကြပါတယ်ဖြစ်ကြပါတယ်เนาะဒီနေ့သူဒီနေ့သူတို့ဆင်းရဲတာကိုကျွန်တော်တို့ကယုံကြည်သူတွေကဗာလဲသူတို့နဲ့တူဆင်းရဲခံခွင့်ရှိပါတယ်ကျွန်တော်ရဲ့ဆင်းရဲခံခွင့်ကတော့သူတို့လိုရှင်းနေဆွန့်ဖို့မလိုပါဘူးကိုယ်ရှိတာလေကိုယ်ကျွန်တော်ပြောသလိုပေါ့ဟာလာပေါ်ဆမ်းမွေးတဲ့ကိုတသိန်း၈000တန်းစားနိုင်ပါတယ် တို့အတွင်တခြားအပူပေးကြပတ်စံမရှိတော့ပေးလဲပေးချင်တယ်ဆိုတော့အစင်းရခန်းတဲ့ခါမှာ6000တန်စားတယ်အဲ့အတွက်စံတေးဝယ်တိုင်းမှာတသိန်း2000နော်ကိုယ့်ရဲ့ဆင်းရဲတဲ့သူတွေအမှုတော်လုပ်ငန်းမှာအစင်းခံခွင့်ရတယ်ဒီလူနည်းနဲ့ဒီနေ့ချမ်းသာကြွယ်ဝတဲ့လူလဲကိုယ့်ထက်ဖဲ့ပြီးတော့မှအစင်းခံကြပါဩယုံကြည်သူတိုင်းအားလုံးအဲ့လူနည်းနဲ့အစင်းခံကြပါ ဒါကျေးဇူးတော်ဖြစ်ပါတယ်ကျေးဇူးတော်ဖြစ်ပါတယ်လို့ခွာပေးနဲ့နေကုန်ချုပ်ပါတယ်သင်တို့အားလုံးဖျားသခင်ကောင်းချီးပေးပါစေတော့အာမင်